တခြားသူတွေကိုထိန်းချုပ်ဖို့စူးစမ်းနေခြင်းနဲ့ကိုယ့်ရဲ့စိတ်ငြင်းချမှုတွေပျောက်ဆုံးနေပြီလို့ခံစားနေရပါသလားကဲဒီနေ့မှာတော့ Mary Robbins ရဲ့အယံကိုအစွမ်းထက်တဲ့ Let them theory ကိုအတူတူလေ့လာကြည့်ကြအောင်ဒီ theory ကအဲ့ဒီလိုမလိုအပ်တဲ့ဝန်ထုတ်ဝန်ပိုးတွေကိုဘယ်လိုလွတ်ချမလဲဆိုတာကိုလမ်းပြပေးပါလား တခါလေးကြရင်လေလူတိုင်းရဲ့ခံစားချက်တွေကိုလိုက်ပြီးတော့စီမံခန့်ခွဲနေရတာသူတို့စိတ်ကျေနပ်အောင်အမြဲတမ်းစ조사ပေးနေရတာတွေကြောင့်တော်တော်လေးအာကုန်ပြီးပင်ပန်းနေပြီလို့ခံစားမိဘူးကြမှာပါဟုတ်တယ်မလားတကယ်လေတခါသူတွေကိုကိုဘလို့မြင်လဲဆိုတာကိုထိန်းချုပ်ဖို့조사ရင်းနဲ့ကိုယ့်ရဲ့တကယ်စိတ်ငြိမ်းချမ်းမှုကိုတဖြည်းဖြည်းချင်းစတင်နေပြီဆိုတာကိုတတိထားပြီးကြရဲ့လားမယ်ရောဘင်စ်ကဒီအခြေအနေကိုအယံထိမိတဲ့ဥပမာတစ်ခုနဲ့ပုံဖော်ထားပါတယ်အဲ့ဒါကတော့ pretzel မုန်းလေးတစ်ခုလိုပါပဲတဲ့ တခြားသူတွေရဲ့မျောလင်းချက်တွေကို PC ပိတ်ဖို့ကို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  pressure မုံးလို့ပဲအတန်းကွင်းညွပြီးပုံသွင်းနေခဲ့ကြရတယ်။ဒီလိုလိုက်လို့ညီတွေဖြောက်နေပင်းရင်သူတို့ကကိုအတန်ဘိုးကိုမြင်လာမလားဆိုပြီးမျောလင်းခဲ့ကြတာပေါ့။ဒါပေမဲ့တကယ်ရလက်ကတော့ဗာလဲဘိုးဘီပြင်ပန်းလာတယ်ဘိုးဘီအထီးကျန်လာတယ်နောက်ဆုံးတော့လစ်လူရှုခံရသလိုမျိုးတောင်းခံစားလာရတာကဲဒါဆိုပရမဆုံးအပိုင်းကိုကြည့်လိုက်ကြရအောင်ကျွန်တော်တို့အားလုံးမသိစက်ကနေပါဝင်ကစားနေမိတယ်ဘယ်တော့မှအနိုင်မရနိုင်တဲ့ကစားပွဲတစ်ခုရှိပါတယ် အဲ့ဒီကစားပွဲကတော့ထိန်းချုပ်မှုကစားပွဲပါပဲဒီနေရာမှာအဓိကနားလေရမှာကပြဿနာကကိုရီမဟုတ်ဘူးဆိုတာပါပဲတကယ်ပြဿနာစစ်ကကိုရီလုံးဝမထိန်းချုပ်နိုင်တဲ့အရာတွေကိုတွားပြီးထိန်းချုပ်ဖို့စ조사နေတာပါဥပမာတခြားသူတွေရဲ့ခံစားချက်တွေသူတို့ရဲ့တုံ့ပြန်မှုတွေသူတို့ရဲ့ပြုမှုတွေပေါ့အဲ့ဒါတွေကိုထိန်းချုပ်ဖို့စ조사လေးလေးကိုယ့်ရဲ့တန်ဖိုးရှိတဲ့စွမ်းရည်တွေနဲ့စိတ်ငြိမ်းချမ်းမှုတွေကိုသူတို့လက်ထက်ကိုအလကားထည့်ပေးလိုက်သလိုဖြစ်နေလေးလေးပါပဲ ဒါဆိုရင်ဒီလိုအနိုင်မရတဲ့ကစားပွဲကနေဘလို့ယုံထွက်ကြမလဲအဖြေကတော့ထင်ထားတာထက်အများကြီးပိုယိုရှင်ပါတယ်ဒါပေမဲ့အလန်ကိုအစွမ်းထက်တဲ့စကားစုလေးတစ်ခုမှရှိနေပါတယ် let them theory ဆိုတာကကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းအင်တွေကိုပြန်ပြီးစူးစီးဖို့အတွက်တူးတစ်ခုလိုပါပဲဆိုလိုတာကကိုလုံးကထိမ့်ချုပ်လို့မရတဲ့အရာတွေအထူးသဖြင့်တခြားသူတွေရဲ့ထင်မြင်ချက်တွေသူတို့ရဲ့တုံ့ပြန်မှုတွေသူတို့ရဲ့ဖြုတ်မှုတွေအပေါ်မှာကိုယ့်ရဲ့တန်မှုရှိတယ်အချိန်နဲ့စွမ်းအင်တွေကိုအလားဟပ်သာဖြုံးတင်းနေတာတွေကိုရပ်ပြက်လိုက်တဲ့စိတ်နဲ့စိတ်ထားအပြောင်းလဲတစ်ခုပါပဲဒီစကားစုလေးရဲ့စွမ်းအားကိုခဏလောက်နားဆွင့်ကြည့်ကြအောင် let them သူတို့ကိုသူတို့သဘောတိုင်းနှိခွင်ပေးလိုက်ပါ တို့စိတ်ပြတ်ခြင်းစိတ်ပြတ်ပါစေတို့ကိုအထင်လွဲခြင်းလွဲပါစေတို့ပြောခြင်းရတယ်ပြောပါစေနောက်ဆုံးတို့ထွက်သွားခြင်းတောင်းပါမယ်ထွက်သွားခွင့်ပေးလိုက်ပါဒီအတွေ့ကလည်းတခြားသူတွေရဲ့ဝေဖာမှုတွေဆိုတဲ့ထောင်ချောင်းထဲကနေကိုယ့်ကိုယ်ကိုပြန်လဲလွတ်မြောက်စေမယ်တော်တချောင်းနဲ့တူနေပါတယ်ဒီ theory ဘလောက်အစွမ်းထက်လဲဆိုတာကမဲရဲ့ကိုတွေ့ဇလန်းလေးတစ်ခုကတက်သေးပြနေပါတယ်အဲ့ဒါကသူသားအိုဂလီရဲ့အကြောင်း prompt ပွဲညမှာဖြစ်ခဲ့တာပါ မဲတယောက်ကလည်းအရာအလုံးကိုပြီးပြည့်စုံနေရမယ်ဆိုပြီးအသေးစိတ်ကအစလိုက်ထင်းချုပ်ဖို့စူးစမ်းရင်းစိတ်ဖြစ်စည်းမှုတွေနဲ့လုံပါပါနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူ့သမီးကရိုးရှင်းပြင်းပြဲအရန်အကျဲပဲရှိတဲ့စကားတခုံးကိုပြောလိုက်တယ်။အမေဒါကသူတို့ရဲ့ prompt ပွဲလေအမေပွဲမှမဟုတ်တာလက်သံသူတို့ကိုသူတို့သဘောအတိုင်းညီခွင့်ပေးလိုက်ပါရဲ့။ အဲ့ဒီစကားတခုကမဲကိုအတိအရာရသွားစီခဲ့တဲ့ထိမ့်ချုပ်ချင်တဲ့စိတ်ကိုလက်ချလိုက်တဲ့အခါမှာပဲသူအသေးအံရှာဖွေနေခဲ့တဲ့စိတ်ငိမ့်ချမ်းမှုကိုချက်ချင်းဆိုသလိုပြန်တွေ့သွားခဲ့ပါတယ်။ဒါပေမဲ့ခဏလေး let them to cool in it all ဒီ theory ကမပြီးပြီးဆုံးသေးပါဘူး။ညီမချင်းကိုပြီးပြီးဆုံးစေမယ့်ဒုတိယအပိုင်းတကယ်ကိုအရေးကြီးတဲ့အလို့ဆောင်မှုအပိုင်းကြံနေပါလေတဲ့။အဲ့ဒါကတော့ let me ပါ။ let them ကလွတ်မောက်ခြင်းကြောင့်ပြောတာဆိုရင် လက်မီကတော့တာဝန်ယူခြင်းအကြောင်းပြောတာပါ။ဘာလို့လဲဆိုတော့ let them ဆိုပြီးအရာအားလုံးကိုလွတ်ထော်လိုက်ရမယ်ဆိုရင်ကိုရီးကအရာရာကိုလက်ခံငင်းခံနေတဲ့သူတွေဖြစ်သွားနိုင်လို့ပါ။အဲဒီလိုမဖြစ်အောင်ကိုဘွားကိုကိုယ်တိုင်ပြန်ပြီးထိန်းချုပ်နိုင်ဖို့တော့ let me ဆိုတဲ့ကိုကိုကိုစွမ်းအားပြန်ဖြင့်တင်ပေးမယ်အပိုင်းကမရှိမဖြစ်အရေးပါလာတာဖြစ်ပါတယ်။ဒီ theory ရဲ့အလားတရားကဒီအပိုင်းနှစ်ပိုင်းကိုပေါင်းစပ်လိုက်မှပေါ်လွင်လာတာပါ။ဒီလိုပုံဖော်ကြည့်လို့ရပါတယ်။ လက်သမ်းဆိုတာကစိတ်ခံစားမှုတွေပေါက်ခွဲထွက်တော်မယ့်အခြေအနေတွေမှာခဏရပ်ပြီးအသက်ရှူဖို့နေရာလွတ်တခုဖန်တီးပေးလိုက်တဲ့စိတ်ပိုင်းဆိုင်ရာဖီလ်တာတစ်ခုလိုပါပဲအဲ့ဒီလိုစိတ်တည်ငြိမ်ပြီးရှင်းလင်းသွားတဲ့နေရာလွတ်လေးမှာမှ let me ကိုသုံးပြီးကဲငါခုဘာလုပ်ခင်လဲဆိုတာကို ဆုံးဖြတ်ပြီးကိုယ့်ဘဝအထွတ်တာဝန်ယူရမှာဖြစ်ပါတယ်။အိုးဒီအချက်ကတကယ်ကိုအလဲအပြောင်းကြီးတစ်ခုပါပဲ။ let me ဆိုတဲ့စကားစုလေးကကိုရီးယားအာယုံဆိုင်မှုကိုအပြင်ဘက်ကနဲ့အတွင်းဘက်ကိုဖြတ်ခနဲပြန်လှည့်ပေးလိုက်သလိုပါပဲ။ သူတို့ဘာလို့များငါ့ကိုဒီလိုလုပ်ရတာလဲဆိုပြီးအဖင်ကိုလက်ညှိုးထိုးအပြစ်တင်နေတာကိုရက်လိုက်တယ်ပြီးတော့ကိုကိုကိုငါအခုတကယ်ပါလွားနေတာလဲဆိုပြီးပြန်မေးတက်လာစီပါတယ်ကဲ theory တွေတော့ပြောပြီးပြီဆိုတော့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီလက်တွေ့ဘဝမှာတွေ့ကြုံနေရတဲ့စိတ်ဖိစီးကြအခြေအနေတွေမှာဒီအစွမ်းထက်မူပေါင်းကိုဘလို့လက်တွေ့အသုံးချမလဲဆိုတာကိုကြည့်လိုက်ကြရအောင်ဥပမာတစ်ခုစဉ်းစားကြည့်အောင် အလုပ်မှာကို idea ကိုလို့ဖော်ကန်ဖက်တီယောက်ကခိုးယူပြီးသူ့ဟာလို့လို့ credit ယူထားတယ်ဆိုပါစို့ပုံမှန်တိုင်းဆိုရင်တော့ဒေါသတွေထွက်နာချေပြီးအဲ့ဒီမှာတင်ခန်းစားချက်တွေနဲ့နစ်နေမိမှာပါဒါပေမဲ့ဒီ theory နဲ့ဆိုရင်တော့ပထမဆုံးလက်တံသူတို့ကိုအဲ့ဒီခဏတာခုံယူမှုလေးကိုရာသွားခွင့်ပေးလိုက်ပါစိတ်ထဲမှာလွတ်ချလိုက်ပါပြီးရင်ချက်ချင်းပဲ let me ဘက်ကိုကူးလိုက်မယ်ငားရဲ့ချိုးပန်းခင်းမှုတွေကိုတည်တည်ချာချာမှတ်တမ်းတင်ထားမယ်နောက်မီတာမှာကိုယ့်အရေးချင်းကိုတက်တည်ပြဖို့ပြင်ဆင်မယ် ဒီစိတ်ပြည့်စရာအဖြစ်ပြက်ကိုကိုကိုပိုးပြီးတိုးတက်စေမဲ့တွန်းဝတစ်ခုအဖြစ် ပြောင်းလဲအသုံးချမယ်တွေ့ရမလားခံရသူဘဝကနေကိုဘဝကိုကိုယ်တိုင်ထိန်းချုပ်သူအဖြစ်ချက်ချင်းပြောင်းလဲသွားပုံကိုလေဒီ theory ကတကယ်ကိုနေရာစုံမှာအသုံးဝင်ပါတယ်ကြည့်လေဝေဖန်တက်တဲ့မိသားစုဝင်တွေနဲ့တွေ့တဲ့အခါသူတို့ကိုသူတို့ထင်ပြချက်နဲ့သူတို့နေခွင့်ပေးလိုက်ပြီးကိုကိုတော့ကိုဘဝကိုကိုယုံကြည်ချက်အတိုင်းရှင်သန်ခွင့်ပေးလိုက်ပါချင်းဆိုရင်အမြဲဖြတ်တက်တဲ့တငယ်ချင်းကြောင့်စိတ်ညစ်နေရလား သူတို့ကိုမယုံကြည်ရတဲ့သူအဖြစ်ဆက်ရှင်နေခွင့်ပေးလိုက်ပြီးကိုကိုတော့တကယ်တန်ဖိုးထားတဲ့တခြားတငယ်ချင်းတွေနဲ့အချိန်ဖြုံးခွင့်ပေးလိုက်ပါအလို့မှာ credit အမြဲလွတ်တက်တဲ့ boss ကတော့သူတို့ကိုစီမံခန့်ခွဲမှုညံဖြင်းခွင့်ပေးလိုက်ပြီးကိုကိုတော့ကိုယ့်ရဲ့ပိုကောင်းတဲ့အနာဂတ်အသက် CV ကိုအသစ်ပြန်ပြင်ဆင်ခွင့်ပေးလိုက်ပါဒါပေမဲ့ဒီနေရာမှာအရန်ရန်ကိုအရေးကြီးတဲ့အထင်လွမ်းနိုင်တဲ့အချက်တစ်ခုကိုရှင်းပြပါစေဒီ theory ကကိုကိုသူများလေးနင်းချေသွားဖို့ခွင့်ပေးလိုက်တာမျိုး အားလုံးကို show ပေးဒီခေါင်းမုံခံနေဖို့ပြောနေတာလုံးဝမဟုတ်ပါဘူး။ဒါကအရှုံးပေးတာ passive ဖြစ်တာမဟုတ်ပဲမဟာဗျူဟာကြကြ strategic ရွေးချယ်လုပ်ဆောင်တာပါ။ဘယ်တိုက်ပွဲကိုဝင်တိုက်တင်လဲ၊ဘယ်နေရာကနေကိုစွိုင်းရင်ကိုပြန်ယူသိမ်းတင်လဲဆိုတာကိုရှင်းလင်းတဲ့စိတ်နဲ့ပိုင်းခြားသိမြင်ပြီးကိုစွိုင်းရင်ကိုအကျိုးရှိဆုံးဖြစ်အောင်အသုံးချတတ်ဖို့အတွက်ပဲဖြစ်ပါတယ်။ကဲ။နေကုန်ချို့အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီ theory ကစိတ်ငြိမ်းချမ်းမှုရဖို့နီးလန်တစ်ခုတတ်တတ်ပဲမဟုတ်ပါဘူး။ဒါက ကိုတကယ်လိုချင်တဲ့ပိုးပြီးစစ်မှန်တဲ့ဘဝတစ်ခုကိုစတင်တည်ဆောက်ဖို့အတွက်တော့ချက်ကြတဲ့လမ်းစာတစ်ခုလည်းဖြစ်ပါတယ်။ဒီကိုကချက်လေးကဒီနေ့ဆွေးနွေးခဲ့တဲ့များရဲ့အနှစ်ချုပ်ပါပဲ။တကယ်ထိန်းချုပ်နိုင်စွမ်းဆိုတာကိုပတ်ဝန်းကျင်ကလူတိုင်းကိုစီမံခန့်ခွဲဖို့ကြိုးစားတာကနေလာတာမဟုတ်ပါဘူး။တကယ်စွမ်းအားအစစ်ကကိုယ့်ကိုယ်နဲ့ကိုယ့်ရဲ့အတွင်းစိတ်နဲ့ကိုယ့်ရဲ့လောရတဲ့အပေါ်မှာယာနုံပြတာဝန်ယူမှုကနေပဲရရှိနိုင်တာဖြစ်ပါတယ်။ဆိုတော့နောက်ဆုံးမှာတော့ဒီ theory ရဲ့အဆုံးဆုံးဖတ်နိုင်တာပါလေ။ အဲ့ဒါကတော့ကိုရကယ်မက်မက်မောမောလိုချင်တဲ့ဘဝကိုတိဆောက်ဖို့အတွက်လိုအပ်တဲ့စွမ်းအင်တွေကိုပြတ်လဲရယူဖို့ပါပဲ။အရာအလုံးကိုလွတ်ချနိုင်တယ်ကပန်းတယ်မဟုတ်သေးပါဘူး။အဲ့လိုလွတ်ချလာလို့ရလာတဲ့လွတ်လပ်မှုတွေစွမ်းအင်တွေနဲ့ကိုယ့်ဘဝကိုယူထားစွာအဖြစ်ရောဘုထုကမှတောင်းပန်စရာမလိုပဲရှင်သန်နေနိုင်နိုင်ဖို့ကသာတကယ်ပန်းနိုင်အစစ်မှန်ဖြစ်ပါတယ်။ဒီနေ့ရဲ့ဆွေးနွေးဖို့ကိုစဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်လိုက်ပါစေ။တကယ်လို့များတခြားသူတွေကိုစီမံခန့်ခွဲဖို့စူးစမ်းနေရတဲ့ကိုရက်လိုက်ပြီး အဲ့ဒီဆွမ်းရည်အားလုံးကိုကိုယ့်ရဲ့ဘဝကိုတည်ဆောက်ဖို့ကိုယ့်ရဲ့စိတ်ငြိမ်ချမ်းမှုကိုပြုစုပြောင်းအောင်ဖို့အတွက်ပဲအတုံးချလိုက်မယ်ဆိုရင်ကိုရောရဲ့ဘဝတွေကဘယ်လောက်တောင်ကောင်းမွန်စွာပြောင်းလဲသွားနိုင်မလဲ။